ားချိုင်းဆိုတာဘာလဲဆိုရင်ဘာမှဟိုအများကြီးကြီးကြီးကျယ်ကြီးမဟုတ်ပဲねကျမတို့ရဲ့ငယ်ဘဝကျမတို့ရဲ့အစိတ်ပိုင်းတစ်ခုကျမတို့ကိုယ်တိုင်ပဲဖြစ်ပါတယ် မင်္ဂလာပါကျမက inner harmony က life coach energy healer ပို့ယူပါကျမတို့ကို person ထုတ်လွှင့်ပေးနေတဲ့ let me tell you ဆိုတဲ့ season လေးရနေကြိုးဆိုပါတယ်ကျမကဒီနေ့မှာပြပြခြင်းတဲ့အကြောင်းအရာကတော့ လူများစုကြားမှာလည်းရေပန်းစားပြီးဖြစ်နေတဲ့လူတော်တော်များများလည်းဒီအပိုင်းနဲ့ပတ်သက်ပြီးတော့မှအလုပ်တွေတကယ်လုပ်နေကြတယ် inner chain ဆိုတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့မှပြောပြပေးချင်ပါတယ်ဒီနေ့ခေတ်မှာ inner chain ဆိုတဲ့စကားလုံးကလူအများစုပြောနေကြတဲ့စကားလုံးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်ရှုနေတဲ့ရောက်စီတိုင်းမှာ inner chain ဆိုတဲ့အတွေ့အကြုံရှိဘူးလား inner chain ဆိုတာကိုကြားဘူးလားပေါ့နော်ဆိုတော့ inner chain ဆိုတာဘာလဲပေါ့ဆိုတော့ inner chain ဆိုတဲ့အရာကိုကျွန်မအရင်ဦးဆုံးသူ့ရဲ့အကြောင်းအရာလေးကိုအရင်ဆုံးပြောပြပေးချင်တယ်ပေါ့နော် တော့ inner child ဆိုတာကဥပမာကျမရဲ့ inner child ဆိုပါစို့ပိုးကြီးရဲ့ inner child ဆိုတာပိုးကြီးရဲ့ဒါပေမဲ့ little ပိုးကြီးပေါ့ပိုးကြီးရဲ့ငယ်ဘဝလေးပေါ့နော်ဆိုတော့ကျမတို့အခုချိန်မှာပိုးကြီးက adult ဖြစ်လာတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ရဲ့အဲ့ဒီငယ်ဘဝဖြတ်သန်းခဲ့တဲ့ဇီကအဲ့ဒီကလေးလေးအဲ့ဒီ inner child လေးကဘာတွေလိုချင်ခဲ့တာလဲဘာတွေဖြစ်ချင်ခဲ့တာလဲဘာတွေကြုံခဲ့တာလဲအဲ့ဒီအရာတွေကိုကျမတို့အခုအသက်အရွယ်ကြီးလာတဲ့အခါမှာအဲ့ဒီ experience တွေကို မတိတော့တဲ့သူတွေရှိတယ်။အဲ့ဒီ inner child လေးရှိရဆိုတာတော့မှမတိရတဲ့သူတွေရှိတယ်။အဲ့တော့ inner child ဆိုတာဘာလဲဆိုရင်ဘာမှဟိုအများကြီးကြီးကြီးကျယ်ကြီးမဟုတ်ဘဲနဲ့ကျမတို့ရဲ့ငယ်ဘဝကျမတို့ရဲ့အစိတ်ပိုင်းတစ်ခု ကျမတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အရှင်ဦးဆုံးနေနဲ့ကျွန်မအင်နာချိုင်းနဲ့ပတ်သက်ပြီးတော့မှမကြသေးခင်ကကျွန်မရဲ့အတွေ့အကြုံလေးတစ်ခုကိုဒီမှာမျှဝေပေးချင်ပါတယ်။ကျွန်မလွန်ခဲ့တဲ့ရက်အနေငယ်ကကျွန်မပကံကိုခီးသွားတယ်ပေါ့နော်ပကံ trip လေးသွားတယ်။အဲ့ဒီခါမှာကျွန်မအဲ့ဒီဗီဒီယိုလေးတွေလည်းပကံအမှတ်တရဗီဒီယိုလေးတွေလည်းကျွန်မအာဒီ channel မှာတင်ထားတာရှိရယ်ပေါ့နော်။ဆိုတော့အဲ့ထဲမှာကျွန်မပါဝင်တဲ့ဓာတ်ပုံလေးတစ်ပုံရှိရယ်ပေါ့နော်။ဆိုတော့အဲ့ဒီဓာတ်ပုံလေးကိုဒီရှေ့ကဗီဒီယိုလေးကိုကြည့်ဘူးတဲ့သူတွေဆိုရင်သိလိမ့်မယ်ပေါ့နော်။ ဆိုတော့ကျွန်မကပကံမှာဒီအိုးပုတ်လေးတွေပေါ့နော်အိုးပုတ်လေးတွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးတပုံရှိတယ်ဆိုတော့အဲ့ဒီအိုးပုတ်လေးတွေကကျွန်မတို့ငယ်ဘဝဖြတ်သန်းခဲ့တဲ့ကျွန်မတို့ generation တွေပေါ့နော်အဲ့ဒီဖြတ်သန်းခဲ့တဲ့သူစီမှာဒီအိုးပုတ်လေးတွေနဲ့ကစားတဲ့အဲဟိုပေါ့ဘယ်လိုပြောမလဲအဲတော်တော်များများအဲ့ဒီဟာမျိုးကစားဘူးခဲ့တယ်ပေါ့နော်အိုးပုတ်လေးနဲ့အမျိုးသမီးမိန်းကလေးတွေဆိုရင်ကစားဘူးလေပေါ့ဆိုတော့အဲ့ဒီအရွယ်တုန်းကကျွန်မတို့လည်းအဲ့လိုပဲဟိုဒီဟင့်ချက်တဲ့ဘာညာပေါ့ဒီလိုအိုးပုတ်လေးတွေနဲ့စော့တယ်စော့တဲ့ခါကျတော့ကျွန်မမိဘတွေက အဲဒီအုပ်ဘုတ်တွေမွဲပေးဘူးလားဆိုတော့မွဲပေးတာတော့မဟုတ်ဘူးဒါပေမဲ့ limit ပေါ့နော်လူကြီးတွေဆိုတော့အဲအိမ်မာတာတွေရှိနေပြီပဲတော်ပြီပေါ့ဆိုပြီးတော့ကျွန်တော်တို့ထပ်တွေ့တဲ့အခါကျရင်ကလေးတွေကိုဟိုထပ်မွဲပေးတော့ဘူးပေါ့နော်ဒါတွေရှိနေပြီဘာလို့မှလဲပေါ့ဒါပေမဲ့ main ကလေးဆိုတော့လေဒီအုပ်ဘုတ်ကလေးတွေဟင်းချက်စရာလေးတွေမြင်နေဆိုရင်လိုချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကကျွန်မရဲ့ငယ်ဘဝမှာကျွန်မရဲ့လိုချင်တဲ့စံနာလေးတစ်ခုပေါ့နော် ဆိုအဲ့လိုမျိုးလေးရှိခဲ့တဲ့အခါကျကျွန်မအခုအသက်အရွယ်ရောက်လာတဲ့အခါမှာဒီအသက်အရွယ်မှာကျွန်မအိုးဘုတ်နဲ့ကစားနေရမယ်အရွယ်လည်းမဟုတ်တော့ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီအိုးဘုတ်ကလေးတွေကိုမြင်တဲ့အခါကျရင်လိုချင်တာဝဲချင်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ဟဲ့ तू อ่ะပေါ့နော် तू အသက်အရွယ်ကြီးနဲ့ဒီအိုးဘုတ်တွေဝဲနေတယ်လို့ judgment လုပ်ချင်လဲလောက်ကောင်းလုပ်နိုင်တယ်ပေါ့ဒါပေမဲ့အဲ့ဒီအိုးဘုတ်ကိုဝဲချင်တဲ့စန်ထားနဲ့အိုးဘုတ်ကလေးတွေကိုဝဲနေတာကဘယ်နေရာနေဝဲရလဲဆိုရင်ကျွန်မရဲ့ inner child ကြီးကဝဲတာအဲ့ငယ်ဘဝမှာကျွန်မလိုချင်တဲ့ဟာလေးကိုအခုရွယ်မှာကျွန်မ အာပတ်စံလေးရှာနိုင်နေကျွန်မဝယ်လဲဝယ်နိုင်နေဆိုတဲ့အချိန်မှာတွေ့တဲ့အချိန်မှာကျွန်မဒါတွေကိုဝယ်တယ်ပေါ့ဆိုလိုတာကကျွန်မတို့ဒီအမျိုးသမီးတွေပဲဖြစ်ဖြစ်အမျိုးသားတွေပဲဖြစ်ဖြစ်ဒီကျွန်မတို့ဝေကျင်းနဲ့ပတ်သက်ပြီးတော့သုံးဆွဲတဲ့အခါမှာတော်တော်များများကဒီ inner time ကနေပြီးတော့မှဟိုကျွန်မတို့လိုချင်ခဲ့တဲ့အရာတော်တော်များများကိုအသက်အရွယ်ရောက်တဲ့အချိန်မှာဝယ်ကြတဲ့အရာများတယ်အားလုံးရေလို့ကျွန်မမဆိုလို့ဥမာတချို့ဆိုလို့ရှိရင် အိတ်ပေါ့နော်အမျိုးသမီးတွေမှာဆိုအိတ်ကလေးတွေရှိရဲကျွန်တော်ကြုံဘူးလားအဲ့ဒီခက်ကဆိုရင်ကျွန်တော်တို့တက်ကူတက်တဲ့နှစ်လောက်ကဆိုလို့ရှိရင်ဒီဟိုတုတ်ဘက်လိုမျိုးပေါ့နော်တုတ်ဘက်ကိုဒီလို၄000ဆက်ဆန်ဖုတ်ပေးနေရှေရှေလေးတွေရှိရဲအဲ့တော့ကယ်ကူလေတာတွေရောဘာတွေရောစင်းစာအုပ်တွေရောအကုန်လုံးထည့်လို့ရမယ့် site ဆိုရင်အဲ့ဒီအိတ်တွေလွယ်ကြတယ်ဆိုအဲ့ဒီအချိန်မှာအဲ့ဒီအိတ်ကိုမလွယ်ရတဲ့ကျွားတငယ်ချင်းတယောက်ရှိရပေါ့နော်သူဟိုမဝယ်ပြစ်ဘူးပေါ့နော်မဝယ်ပြစ်ဘူးဆိုတော့အဲ့လိုပဲအဲ့ချိန်ကတော့မုတ်ဖိုးလေးနဲ့ဝယ်တာမိဖကဝယ်ပေးတာအဲ့လိုမျိုးရှိတယ် ဲ့တော့အခုချိန်မှာသူအိတ်ရယ်လို့ဝယ်လို့ရှိရင်ဟိုအသက်ရွယ်အရာဆိုကျွန်တော်ကပွဲတက်တဲ့အိတ်တို့လက်ကင်အိတ်တို့လက်ပွေးအိတ်တို့အစသဖြင့်အဲ့လိုမျိုးတွေရှိပေမဲ့သူအများဆုံးမျက်စိကျနေတာကအဲ့ဒီထုတ်ဘက်အဲ့ဒီထုတ်ဘက်တောင်မှဒီလိုရှေ့ရှေ့ထုတ်ဘက်ဒီလိုလေးတောင်ဆန်ဆန်မဟုတ်ဘူးဆိုလိုတာကျွန်တော်ရဲ့အတွေ့အကြုံမှာကျွန်တော်တို့ငယ်ဘဝ inner child လေးမှာဖြစ်ချင်တဲ့ဆန္ဒတွေရှိတယ်ကျမတို့ကြုံခဲ့ရတဲ့စိတ်ထင်ရ trauma တွေရှိတယ်။အဲ့ဒီအရာတွေကနေပြီးတော့မှထွက်ထွက်ပြီးတော့မှအလုံလုံရဈေးဝယ်နေတာ လိုချင်တဲ့ဆန္ဒတွေဖြစ်ပေါ်နေတာအဲ့ဒါမျိုးကြီးများပါတယ်။ဒါဆိုရင်ကျမတို့ဒီ inner child လေးကိုဘယ်လိုမျိုးဂရုစိုက်ဖို့လိုမလဲပေါ့နော်။ဆိုတော့ဟို inner child ဆိုတာကိုကျမအရှိမပြောခဲ့သလိုပဲရှိတယ်လို့မသိရတဲ့သူတွေရှိတယ်။ပြီးတော့ကိုယ့်ရဲ့ inner child ကဘာလိုချင်လဲဆိုတာကိုတက်တက်ကိုယ်ကိုယ်မသိရတဲ့သူတွေရှိတယ်။အဲ့ဒီငယ်ဘဝ inner child တွေမှာရှားခဲ့တဲ့စိတ်ထံရာတွေကိုလည်းတည်တည်ချာချာမမှတ်မိရတဲ့သူတွေရှိတယ်။ အဲ့ဒီခါကျတော့အဲ့ဒီ inner child ကိုကျမတို့ခဲလို့ပို့ဆိုတာသူရှိမှန်းသိဖို့လိုတယ်။သူဘာတွေလိုချင်ခဲ့လဲဆိုတာကိုသိဖို့လိုတယ်။သူဘာတွေတောင်းတနေလဲ။သူလိုချင်တဲ့အရာတွေကိုအခုအသက်အရွယ်မှာကျမတို့ပေးနိုင်ပြီလားဖြည့်ဆည်းခဲ့ပြီလားဆိုတော့အပိုင်းကအများကြီးအရေးကြီးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်ကျမတို့ကလူမှုပေါင်းစပ်ဆက်ဆံရေးနယ်ပယ်မှာလူတွေပဲ community နဲ့နေနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့လူအယောက်စီတိုင်းရဲ့ဈားထဲမှာရှိနေရဲ့ relationship တွေ communicate လုပ်တဲ့အရာတွေအားလုံးကကျမတို့ရဲ့အထဲတဲ့ကထွက်လာတဲ့အတွေးတွေ ကျွန်တော်တို့ရဲ့အထဲတွေကထွက်လာတဲ့ခံယူချက်တွေဒီຢာရင်းနဲ့ပဲသူများကိုဆက်ဆံနေကြတာများတယ်။အဲ့ဒီတွေ့ကိုယ့်အထဲတွေမှာကိုမကြေလည်ခဲ့တဲ့အပိုင်းတွေရှိရင်အဲ့ဒီမကြေလည်ခဲ့တဲ့အရာရင်းတွေပဲသူများကိုကျွန်တော်တို့တော့တော်တော်တိုက်ပြီးတော့တော်တော်ပေးရတဲ့အတိုင်းပြီးတော့ဆက်ဆံတတ်ကြတာများတယ်။အဲ့တော့လူတူးနဲ့တူးချားတဲ့မှာ problem လို့ခေါ်တဲ့ကိစ္စတွေဖြစ်တယ်ဆိုတာလေဒီຢာရီကတကယ် root cause တွေဖြစ်တယ်။အဲ့တော့ကိုယ့်ရဲ့ inner child ရှိမှန်းသိဖို့လိုတယ်။ ဲ့တော့ကျွန်မဒီနေ့ပြောတဲ့အကြောင်းအရာဒီကျွန်မ inner child ကိုပဲ focus လုပ်ပြီးပြောနေတာဖြစ်တယ် inner child ဒီဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဆိုရယ် other point of view ကနေကျွန်မတို့ကြည့်မှာမဟုတ်ဘူး inner child ရှိခဲ့တယ်လူတိုင်းမှာရှိရယ်ငယ်ဘဝတွေမှာရှိခဲ့တယ်အဲ့ဒီ inner child ကိုကျွန်မတို့ care လုပ်ဖို့လိုတယ်ဘယ်လိုမျိုး care လုပ်မလဲဆိုရင်ကိုယ့်ရဲ့ inner child နဲ့ကိုယ်နဲ့ connection ပြန်ရမယ့်အလုပ်တွေကိုလုပ်ရမယ်ဆိုလိုတာကကိုယ့်အတွင်းနဲ့ကိုကိုပြန်ပြီးကြည့်ပြီးတော့မှကိုဖြတ်တန်းခဲ့တဲ့ကိုယ့်ရဲ့ past life journey ကိုကျမတို့ပြန်ကြည့်ဖို့လိုတယ်။အဲ့ဒီ inner child ကိုပြန်ပြီးတော့ရှာဖွေဖို့လိုတယ်။ တွေ့သွားတဲ့အခါမှာကျွန်တော်တို့သူ့ကိုဘယ်လိုမျိုး support လုပ်မလဲဖြည့်ဆည်းပေးမလဲသူဘာလိုချင်တာရှိလဲအဲ့ဒီအရာတို့ကျွန်တော်တို့အခုချိန်မှာလိုချင်နေကျွန်တော်တို့ကိုယ့်ကိုဖြည့်ဆည်းပေးဖို့လိုမလားပေါ့နော်အဲ့တော့ဒီ inner time ကိုအဲဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ view site နဲ့ရှာဖွေသွားဖို့လိုတယ်ရှာဖွေသွားလို့ရရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ inner time လေးနဲ့ကျွန်တော်တို့ ਨੇ connection ရသွားခဲ့ပြီးသူဘာတွေလိုအပ်နေလဲလိုချင်နေလဲဘာတွေဖြစ်ခဲ့လဲဘာတွေခံစားခဲ့ရလဲဒါတွေကိုသိသွားပြီဆိုရင် ကျွန်မကဒီ inner child လေးလို့ပြောနေပြီမဲ့အဲ့ဒါကကိုပဲเนาะကိုရဲ့ငယ်ဘဝကိုတေးသေးလေးပဲအဲ့တော့ဆိုပါစို့ကျွန်မတို့က inner child မှာငယ်ဘဝမှာပေါ့เนาะ trauma တစ်ခုရခဲ့တယ်ပေါ့စိတ်ဒဏ်ရာတစ်ခုဖြစ်ခဲ့တယ်ဆိုရင်အဲ့ဒီစိတ်ဒဏ်ရာဖြစ်ခဲ့တယ်ဆိုတဲ့အပိုင်းကိုကျွန်မတို့ကတစ်ခါတလေမှာလဲဟိုမိမိပြက်ပြောက်ထားလိုက်တာမျိုးပြန်မတွေးတော့တာမျိုးနောက်တစ်ခါကျကျွန်တော်တို့အာယုံပြောင်းလိုက်တာပေါ့เนาะအသက်ရွယ်ကြီးလာတဲ့ခါကျတော့အာယုံပြောင်းလိုက်တယ်အဲ့တော့အဲ့ဒီအပိုင်းစာလေးကကျွန်မတို့စီမှာ အဲကျွန်တော်တို့ရမှတ်ညံပေါ့နော်တိစိတ်ထဲမှာမိကောင်းမိသွားနိုင်တယ်အဲ့ဒီအပိုင်းစာလေးပျောက်ချင်ပျောက်နေနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီခြေရက်နဲ့အခြေအနေတူတဲ့အရာမျိုးကျွန်တော်တို့ life မှာပြန်ပေါ်လာတဲ့အချိန်ကြလို့ရှင်အဲ့ဒီစိတ်ဓာတ်ရာလေးကလည်းထွက်ပြီးတော့အဲ့ဒီ inner time ပေါ့ပြောချင်တာကအဲ့ဒီအချိန်မှာကလေးတယောက်ဟာဘာမှ majority မဖြစ်သေးဘူးအဲ့ဒီ mindset နဲ့အခုလက်ရှိပြဿနာကြုံရင်အဲ့ဒီ mindset နဲ့တုံ့ပြန်တတ်တယ်အဲ့ဒါကိုယ့်ရဲ့ inner child က response ပေးလိုက်တယ်လို့ခေါ်ရပေါ့နော်အဲ့တော့ အဲ့ဒီအချိန်မှာဖြစ်ခဲ့တဲ့စိတ်ဓာတ်ရအခုချိန်ပြန်ကြည့်လိုက်ပေါ်သွားခဲ့တဲ့ခါကြရင်ဟာဒီတုံးကပြဿနာအဲ့လောက်ကြီးလဲမကြီးပါလား။ तू ကဘာလို့အဲ့ချိန်မှာဒီ तू ဆိုတာကိုပေါ့နော်ကိုငငယ်လေးပေါ့။ဘာလို့အဲ့ချိန်မှာစိတ်ဓာတ်ရရခဲ့တာလဲလို့တွေးကောင်းတွေးနိုင်တယ်ပေါ့။တကယ်တော့အဲ့ဒီအသက်အရွယ်နဲ့အဲ့ဒီပြဿနာနဲ့ဟာ तू ဘွားတကွာအကြီး။ तू အသက်အရွယ်ထားပါတော့9နှစ်သို့မဟုတ်9နှစ်သို့မဟုတ်10နှစ်ဒီအပိုင်းမှာဖြစ်ခဲ့တဲ့စိတ်ဓာတ်ရဒီ तू အသက်အရွယ်နဲ့ဆိုတော့ तू ဘွားမှာဒါကြီးကအကြီးပဲပေါ့။ ကျမတို့အခုရောက်နေတဲ့တက်ရွေနဲ့ပြန်ကြည့်လိုက်ရင်တော့အဲ့တုန်းကပြဿနာတော့ကျမတို့ဖြေရှင်းကောင်းဖြေရှင်းနိုင်လိမ့်မယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့အဲ့ဒါဒီသူ့အတွက်စိတ်ဓာတ်ရကြီးကြီးမားမားတကူဖြစ်ခဲ့လိမ့်မယ်။ဆိုတော့အဲ့ဒီအရာကိုကျမတို့ကသိခဲ့ပြီဆိုရင်အခုဒီတက်ရွေမှာအဲ့ဒီတုန်းကရခဲ့တဲ့စိတ်ဓာတ်ရလေးကပြေပြောက်သွားပြီလား။အဲ့ဒီလိုမျိုးစိတ်ဓာတ်ရမျိုးကိုအခုအချိန်မှာဖြစ်ရတူပြန်ပေါ်ရင်ဘယ်လိုမျိုးကို respond လုပ်လဲ။အဲ့ညာအရေးအရေးကြီးပါတယ်။တချို့တွေမှာအသက်ကြီးနေပြီ။ဆိုပါစို့ majority ဖြစ်ရမယ့်အသက်အရွယ်တစ်ခုရောက်နေပြီ ဒါပေမဲ့ response action တွေကကလေးကလာဆန်နေတော့တုံ့ပြန်မှုတွေကကလေးဆန်လိုက်တာတုံ့ပြန်မှုတွေကမရင်ကျက်လိုက်တာဆိုတာတော်တော်များများကရခိုင်နှုန်းတော်တော်များများကဒီ inner chain ကနေထွက်ထွက်ပြီးတော့မှလုံနေတာဖြစ်တယ်အဲ့ဒါဆိုရင်ဘာကြောင့်ဒီ inner chain နဲ့ inner chain ဆိုတဲ့ဒီမရင်ကျက်တဲ့အပိုင်းစာလေးကလည်းကျွန်တော်ထွက်ပြီးတော့ response လုပ်တယ်လေဆိုတဲ့အခါကြလို့ရှိရင်အဲ့ဒီ inner chain လေးကတကယ်ကို heal မဖြစ်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့လို့ inner chain healing လုပ်တယ်ဆိုတာဘာအတွက်လုပ်တာလဲဆိုရင်အဲ့ဒီ ပိုင်းစာလေးတခုကျွန်တော်တို့တွားပြီးတော့မှ ခုချိန်ကရင့်ကျက်နေတဲ့ကိုကနေပြီးတော့ကုစားပေးတာဖြစ်တယ်။အဲ့လိုကုစားပေးဖို့ကလည်းအင်မတန်အရေးကြီးတယ်။မကုစားရင်ဘာဖြစ်မှာလဲဆိုရင်ကျွန်မအခုပြောသလိုပဲအခုအသက်ပြည့်ရောက်နေတဲ့အထိ problem solving လုပ်တဲ့အချိန်မှာမရင်ကျက်တဲ့အပိုင်းစာလေးရတယ်ထွက်ထွက်ပြီးတော့လုံလာတတ်တာရှိပါတယ်။ကျမတို့ဒီ inner child လေးကိုဘယ်လိုမျိုး heal လုပ်လို့ရမလဲပေါ့နော်။ဆိုတော့ကျမက healing လုပ်ပေးခဲ့တယ်ကျမရဲ့ experience တွေပေါ့နော်။ဆိုတော့ healer တယောက်အနေနဲ့ကျမဒီမှာမျှဝေပေးခြင်းတာဗာလဲဆိုရင် ကျွန်တော်တို့ကိုယ့်ဟာနဲ့ကိုဒီ inner child ကိုပြန်ပြီးတော့မှရှာဖွေလို့ရတဲ့နည်းလမ်းတွေအနေနဲ့ဆိုရင်ကိုယ့်ရဲ့အထဲထဲမှာရှိနေကျွန်တော်တို့ဒီ shadow တွေ shadow walk တွေလောက်တာ journaling တွေချလောက်တာဒီအရာတွေကနေလေကိုယ့်ရဲ့အစိတ်ပိုင်းတွေကိုပြန်ပြီးတော့မြင်လာနိုင်တာရှိအဲ့ဒီအရာကနေကိုယ့်ဟာနဲ့ကိုအာ journaling လုပ်ခြင်းအပြင်ရနိုင်တယ်လို့စနစ်တကျ journaling အတွက်မိကုန်းနေတိစောက်ထားတဲ့ shadow walk တွေကိုလှုပ်ရင်းနေလေကျမတို့ဒီ inner child မှာရှိတဲ့အရာလေးကိုကျမတို့ပြန်တွေ့လာနိုင်တာရှိတယ် နောက်တစ်ခုကတော့ဒီ professional healer နဲ့ကျွန်တော်တို့ inner child healing လုပ်တာပေါ့နော်ဆိုတော့ तू ကသက်ဆိုင်ရာပြဿနာကိုဟိုတည်တည်ချာချာပေါ့နော်သူ့ရဲ့ဒီ counseling လုပ်ယူပြီးသွားတဲ့အခါကျလို့ရှိရင်ဒီ client မှာဖြစ်နေတဲ့အခြေအနေကိုတွားပြီးတော့မှသူ့ရဲ့ inner child ကို heal လုပ်ပေးတာမျိုးဒီအရာကလည်းအဲဒီကိုယ့်ရဲ့ inner child ကြီး heal ဖြစ်သွားနိုင်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ healing ပေးတိုင်းဘဝတစ်ချောင်းလုံး heal ဖြစ်သွားသလားလို့နေစရာရှိရပေါ့နော်ဆိုတော့ healing တစ်ခါယူလိုက်တိုင်းဘဝကြီးတစ်ခုလုံးမှာ အကောင်လုံး heal ဖြစ်သွားတာတော့မဟုတ်ဘူး။ကျမတို့ကိုယ်တိုင်လိုက်ပါပြီးတော့ action plan လိုက်ပြီးတော့ပြောင်းလဲရမယ်ကိုယ့်ရဲ့ mindset တွေရှိရယ်။ကိုယ့်ရဲ့အတွေးအမြင်တွေပြောင်းလဲရမယ် awareness တွေအများကြီးရှိဖို့လိုတယ်။ကိုယ်ကိုယ်တိုင်လည်းလုံလုံစိမ့်နေပြင်းပြတဲ့စိတ်ဆန္ဒနဲ့ဒီ journey ကိုရှောက်လန်းနေဖို့အရေးကြီးတယ်။ဆိုတော့အဲ့ဒါတွေအားလုံးပေါင်းစုံပြီးတော့မှ healing နဲ့တရားလုံနိုင်မယ်ဆိုလို့ရှိရင်တော့ဒီ inner child က heal ဖြစ်သွားနိုင်ပါတယ်လို့ပဲမျှဝေပေးချင်ပါတယ်။ဒီနေ့ကျမရဲ့ let me tell you season ကနေပြီးတော့မှ inner child နဲ့ပတ်သက်ပြီးတော့မှကျမမျှဝေခဲ့တာဆိုလို့ရှိရင် inner child ဆိုတာပါလေ။ ဟိုကျမရဲ့ inner chain နဲ့ပတ်သက်တဲ့ကျမ story လေးရနေတဲ့စင် inner chain ကိုမြင်တာအောင်လို့ကျမပြပြပေးခဲ့တယ်။ inner chain ကိုကျမတို့ဘာကြောင့် heal site ဖို့လိုတာလဲ။ဒီ inner chain လေး heal မဖြစ်ရင်ဘဝမှာဘာတွေဖြစ်နိုင်တယ်လဲ။သူ့ကို heal ဖြစ်အောင်ကျမတို့ဘယ်လိုလုပ်လို့ရလဲ။စသဖြင့်ဒီအကြောင်းအရာလေးနဲ့ကျမအမျှဝေပေးခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျမရဲ့ဒီ let me tell you season လေးကိုနှစ်ချိုက်သဘောကျလို့ပဲဖြစ်ဖြစ်ကျမအမျှဝေပေးနေရဲ့စိတ်ပိုင်းဆိုင်ရာ mental health နဲ့ပတ်သက်တာတွေ personal development နဲ့ပတ်သက်တာတွေ healing နဲ့ပတ်သက်တဲ့အကြောင်းအရာကိုစိတ်ဝင်စားရင်ပဲဖြစ်ဖြစ်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးကြည့်လို့ရပါတယ်ကျမတို့နောက်ပတ်ဗီဒီယိုမှာပြန်တွေ့မယ်နော်